အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဗမော်တေအောင်ရေးသားတော်ဒေါက်တာလွမ်းဝေလို့အမည်ရတဲ့လုံချင်းဝဲထုရှိကိုအပိုင်းရှောက်အနေနဲ့ကျွန်တော်ကိုရွှေတာမဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာဒေါက်တာလွမ်းဝေအပိုင်းရှောက်ကြည်ကြည်စုတည်ဆုံသွားပြီးနောက်တနင်္ဂနွေနေ့သုံးပတ်ခန့်အကြာတွင်ဒေါက်တာလွမ်းဝေသည်မြန်မာနိုင်ငံဆေးရအနာပိုင်များနှင့်တွားရောက်တွေ့ဆုံခြင်းပြုရန်ကြိုးစားပြန်လေသည် ဈေးကောင်းစီအဖွဲ့တွင် လူကြီးများကိုသူသည်တယောက်ပြီးတယောက်တွေ့ဆုံကသူ၏ကိစ္စကိုရှင်းလင်းပြောပြခြင်းပြုလေသည်လူကြီးများသည်၎င်းတို့၏ဝတ္တရားရှိသည့်အတိုင်းဒေါက်တာလွမ်းဝေ၏ရှင်းလင်းပြောကြားချက်ကိုစိတ်ရှည်နားထောင်ခြင်းပြုကြပေသည်သူရတွင်အင်းမလို့အဲမလို့လုံနေကြသည်လူကြီးများ၌လည်းသူတို့အခက်ခဲနှင့်သူတို့ချီးကြပေလိမ့်မည်တွဲတဲ့တွဲထိုက်သောလူကြီးများအားလုံးတို့ကိုလိုက်လံတွေ့ဆုံကရှင်းလင်းပြောကြပြီးနောက် အကြောင်းမြင်ခဲ့သူများမထူးခြားသည့်အတွက်ဒေါက်တာလွမ်းဝေသည်ဦးကောင်းလေးလေးလက်လံနှင့်ပြန်လာခဲ့ရပေသည်ဆေးရနာပိုင်းလူကြီးများထံမှပြန်လာခဲ့ပြီးသည့်နောက်ဒေါက်တာလွမ်းဝေသည်၃ရက်ခန့်မြအချိန်ယူကဦးကောင်းအေးအေးထား၍စဉ်းစားခြင်းပြုပြန်လေသည်ဆေးကောင်းစီလူကြီးများအားလုံးသည်၎င်းအပေါ်၌များစွာတက်ညာလိုကြသောသဘောရှိပေသည်ကိုချင်းလည်းဆာလိုဟန်ရှိကြပေသည်တို့ရတဲ့လူကြီးများသည်၎င်း၏အမှုနှင့်ပတ်သက်၍ဘာမှတတ်နိုင်ကြဟန်မရှိချေ တို့ပြင်လျင်သူသည်ဘာလို့ရမည်နည်းသူဒီတုံးရခမ်းမြအရှေယိုစဉ်းစားပြီးနောက်ပြည်ထရေးဌာနမှာကျောင်းနေဘက်အတွင်းဝင်ထံသို့တွားရောက်တွေ့ဆုံရန်စူးစမ်းပြန်လေသည်အတွင်းဝင်မင်းဒီတော်တော်အလုံးများနေပုံရသည်သူဒီနှစ်နာရီတတခမ်းမြဆောင်းစမ်းရလေသည်အကြောင်းမလို့များထူးပြန်လေလို့စူးစမ်းပါဦးအတွင်းဝင်မင်းကရင်းရင်းနှီးနှီးပင်နှုတ်ဆက်မင်းများလေသည်အကြောင်းထူးလို့တော့မဟုတ်ပါဘူးဗျာထူးများထူးမလားလို့လာတွေ့တာပါ သူကတော့ရည်သလိုမိုးသလိုနဲ့ပြောဆိုလိုက်ပေသည်အတွင်းဝင်မင်းသည်အနှဲငယ်မျက်မှောင်ကုန်သွားလေသည်မျက်မှောင်ကြုံရင်သူသည်အတန်ငယ်များစဉ်းစားနေပုံရသည်ဦးလန်းဝဲသည်အတွင်းဝင်မင်းကပြန်လဲပြောကြားခြင်းမပြုသည့်စကားကိုစောင့်မျှော်နားဆင်လျက်ရှိလေသည်ထို့သောနားစင်ရင်အတွင်းဝင်မင်း၏နောက်ကျောဘက်ထရန်တွင်ချိတ်ဆွဲထားသောနိုင်ငံတော်တမရာကြီးနှင့်ဝန်ကြီးချုပ်တို့၏ဓာတ်ပုံများကိုလှမ်း၍ကြည့်နေမိသည်ခမည်းကိစ္စကလွယ်တော့မလွယ်တော့ဘူးကိုလွမ်းဝေး အတွင်းဝင်မင်းကထိုကဲ့သို့ပြောဆိုလိုက်သောအခါဒေါက်တာလွမ်းဝေသည်အာရွံ့၍သွားလေသည်။သူရတွင်သူသည်ဘာမှပြောဆိုခြင်းတော့မပြုချေ။ထောက်လန်းရေးဘက်ကရဲမင်းကြီးကိုတောင်းခမားကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်မေးမြန်းကြည့်ပါသေးတယ်။အော်အော်ရဲမင်းကြီးကတော့သူ့ဝတရားတိုင်းခမားကိစ္စနဲ့ပတ်သက်တဲ့အမှုတွဲကိုလာပြတယ်။ဒီကိစ္စဟာဆရာဝန်ကြီးဒီကိစ္စဟာဝန်ကြီးပြီးမှ ပြီးနိုင်တဲ့ကိစ္စလို့လည်းပြောတယ်။အော်ဒီလိုကို သူသည်ထိုကဲ့သို့သောအာမနိဒံပြုပြီးနောက်ထိုင်ရာမှလေးလံစွာထားလိုက်လေသည်ခမပြန်တော့မလို့လားကိုလန်းဝေကော်ဖီမာထားတာတောက်သွားပါအောင်ဗျာအတင်းဝင်မင်းကကော်ဖီတောက်သွားရင်တားဆီးဖို့အထုတ်လေသည်ဒေါက်တာလွမ်းဝေသည်ဥကောင်းဝတာခါရမ်း၍ပြလိုက်သည်ဝင်ကြီးနဲ့ခမတွေးကြည့်စမ်းပါအောင်လားဗျအတွုံးဝင်မင်းကပြည်တယ်ရေးဝင်ကြီးနဲ့အကြံတဲ့ပေးလာပြန်သည် ဒီကိစ္စကိုကျုပ်ဘာသာလုံးမလုံးမတော့မဲ့အတူတူခမည်းတော်ဝန်ကြီးကိုလည်းအချိန်ကုန်ခံပြီးတွေ့မနေတော့ပါဘူးဗျာသူဒီထိုကဲသို့ပြောဆိုပြီးနောက်အတွင်းဝင်များရုံးအတွင်းမှပြန်လည်၍ထွက်ခွာလာခဲ့သည်သူဒီစပယ်မြန်တို့ရောက်ခဲ့ပြီးနောက်သူ၏အနာဂတ်ရေးနှင့်ပတ်သက်၍လည်းကောင်းသူ၏ဘဝကြီးတစ်ခုလုံးနှင့်ပတ်သက်သောအရေးကို၎င်းလေးလေးနက်နက်စဉ်းစားခြင်းပြုရလေသည်သူဒီဤအတိုင်း၎င်း၏အချိန်တို့ကိုအထိပ္ပယ်မရှိကုံလွန်ခံရမည်လောသူဒီမဟုတ်တန်ဖိုးရှိရှိနှင့်ဆက်လက်အသုံးချရမည်လော ဒေါက်တာလွမ်းဝေသည်ပြပြသက်သက်ဆုံးဖြတ်၍၎င်းဆုံးဖြတ်ချက်ကိုရရဲတင်းပြုလုပ်ဖို့အချိန်တန်၍လာလေပြီဒေါက်တာလွမ်းဝေတိုင်ပင်ချင်းနှင့်ခြေကြွားကများမရှိအချိန်မရွေတွေ့နိုင်ခေါ်နိုင်ပါသည်လူတို့သည်မိမိတို့၏ဆုံးရှုံးသောအခွင့်အရေးကိုဖြစ်စေပိတ်ပင်ရဆိုင်ချင်းခံနေရသောအခွင့်အရေးများကိုဖြစ်စေငြိမ်သက်စွာဆောင်းဆိုင်နေခြင်းဖြင့်ကကဘာအုံဆုံးသောနေရာများ၌ပင်ပြန်လည်၍ရရှိလိမ့်မည်မဟုတ်ချေ မိမိတို့ရဲ့အခွင့်အရေးကိုမိမိတို့ဘာသာတိုက်ပွဲဝင် တောင်းဆိုခြင်းပြုမှတာလျင်ရရှိနိုင်မယ်လိမ့်မည်မဟုတ်တလောယင်းတို့တိုက်ပွဲဝင်တောင်းဆိုခြင်းပြုလုပ်နိုင်ရန်အတွက်လူတို့သည်မှန်ကန်ရဲရင်ဖို့လိုလေလေးလေးလက်လက်နှင့်အချိန်ယူစဉ်းစားခြင်းပြုလုပ်ဖို့လိုလာပြီးနောက်၎င်း၏ကြီးတော်တည်ဆုံ၍တလားပြေသောနေ့ကဆရာဝန်ကြီးဦးလွမ်းဝေသည် လာပေါင်းများစွာကြောင်းထိုး၍ထားခဲ့ရသော ၎င်း၏ကျေးဝဆိုင်ပုတ်ကလေးကိုစပယ်မြိုင်ရှမ်းကြီး၏အိမ်ရှိဝင်းကားတိုင်တွင် မနော်အားအရှိတ်ခိုင်းလိုက်လေသည်မနော်ရေတို့ဆိုင်ပုတ်ကလေးကိုအိမ်ရှိဝင်းကားပေါက်မှာတွားရှိတ်လိုက်တော့ကွာဟိုဒေါက်တာလွမ်းဝေကပြောကြားဆေးခိုင်းလိုက်တော့အခါ၎င်း၏တပည့်ကလေးမနော်သည်ရုတ်တရက်တော့ခက်ကြောင်ကြောင်အံ့အံ့ဖြစ်၍နေပုံရသည်တပည့်လို့သူဖြစ်အင်ကိုဆီယံဝင်ကြီးဥလွမ်းဝေသည်ကောင်းစွာနားလဲနိုင်ပေသည်တို့အလုပ်တွေပြန်စားတော့မယ်ဟိမနော် အဲ့ဒီတော့တို့ကျေးဝါဆိုင်ဘုတ်ကိုအင်ရှိဝင်းတကားပောက်ဝမှာတွားပြီးတော့ချိန်ထားလိုက်ရှည်တော့ကွာဥလောင်းဝဲဒီ၎င်းဤတားဆိုလဲဟုတ်နိုင်တော့မနော်ဤဥကောင်းမှသပင်များကိုပွတ်တက်ရင်ထမှန်ပြောဆိုလိုက်လေသည်ဟင်ဆရာစေးပြန်ကူရတော့မယ်ဟုတ်လားဆရာမနော်ဒီနားကိုပင်လျင်အကြာမှားနေသလားဟုထင်နေသလားမပြောနိုင်ရှေးအေးမနော်ဒီဆိုင်ဘုတ်ဆွဲထားပြီးတဲ့နောက်ပိုင်းမှာမင်းခါတိုင်းလိုလှုပ်စရာကိန်းစရာတွေရှိလာပြီ အစင်းနဲ့လှုပ်ထားပေါ့ကွာဟာတကယ်လားဆရာမနော်ဒီ၎င်း၏နားကိုစိတ်ချစေရန်အတွက်ပြန်၍မေးလိုက်ဟန်ရှိလေသည်ဒေါက်တာလောင်းဝေက ပြုံး၍ခေါင်းကိုသာညှိပြလိုက်သည်ကျွန်တော်တို့ရန်ကုန်မှာပဲဆေးခုမှလားဆရာဦးလောင်းဝေသည် မနော်ကိုမနော့ကိုသဘောကျလာသောအမူအရာဖြင့်ကြည့်ရှုရင်ဥကောင်းကိုသာဆက်၍ညှိမ့်ပြလိုက်လေသည်ကျွန်တော်တို့တောကိုဘယ်တော့လောက်ပြန်သွားကြရအောင်မလဲဟင်ဆရာ မနော်သည်၎င်းစိတ်ဝင်စားတိရှိလိုသော အကြောင်းကိုဆက်လက်မေးမြန်းနေလိုက်ပြန်သည်မင်းတောကိုတိတ်သွားကျင်နေသလားမနော်ဦးလုံးဝေသည် မနော်ဤသဘင်များကိုပုတ်တက်ရင်းမေးလိုက်ပြန်သည်သွားကျင်တာဗောဆရာဆရာကသွားကျင်တာပဲမဟုတ်လားမနော်သည်၎င်း၏သဘောကိုရိုးသားစွာပြောဆိုပြီးနောက်ဦးလုံးဝေ၏သဘောထားကိုလည်းမေးမြန်းကြည့်လိုက်လေသည်ငါလည်းမင်းလိုပါပဲမနော်ရာမြို့ကလူနာတွေအတွက်ဆရာဝန်တွေရှိနေကြသေးပဲမဟုတ်လားဒါဖြင့် ကျွန်တော်တို့ဆရာဝန်မရှိတဲ့တောကလူနာတွေချီကိုဘယ်တော့လောက်သွားကြမလဲဟင်ဆရာမနော်ဒီ၎င်းတရှိလို့တော့အကြောင်းအရာကိုမေးမြန်းခြင်းပြုလေသည်ထုံမေးခွန်းအတွက်ဆရာဝန်ကြီးဦးလွန်းဝင်၌အဖြစ်သည်အစင်သည်မဖြစ်သေးချေသူသည်ယခုမှသူ၏ပိတ်ထားခြင်းခံရသော အခွင့်အရေးများအတွက်စတင်တိုက်ပွဲဝင်ကားစဖြစ်လေသည်ဘယ်တော့လောက်ကျွန်တော်တို့တော့တောကိုသွားကြမလဲဟင်ဆရာ မနော်ဒီ၎င်း၏ဆရာထံမှအဖြစ်ကိုသာထပ်မံ၍တောင်းဆိုလေသည် ဒေါက်တာလွမ်းဝေသည်တက်ပြင်းကိုခက်လေးလေးရှာရင်တနေ့တော့တို့သွားသွားကျင်လာတဲ့တော်ရက်ကလူနာတဲ့စီကိုသွားရသွားရလိုက်ပါဘောကွာဒါပေမဲ့ဘယ်တော့လောက်သွားရမလဲသွားနိုင်လိမ့်မယ်ဆိုတာကိုငါလည်းအခုတော့တိတိချာချာမပြောနိုင်သေးဘူးမနော်ရဟိုခက်ပြေးပြေးခက်လေးလေးပြောလိုက်ပြန်လေသည်တော့ကိုပြန်သွားရမှာကတော့တေချာတယ်နော်ဆရာမနော်ဒီတေချာစရက်တေချာအောင်ထက်ရွေ့မေးလိုက်ပြန်လေသည် ဆရာကြီးဦးလန်းဝေသည်တပည့်လုပ်သူကိုပြုံး၍ဦးကောင်းကိုညှိပြလိုက်ပြီးနောက်၎င်းကိုအချိန်မရွေးတွေ့နိုင်ခေါ်နိုင်ပါသည်ဟုအဆိုပြုသည့်အတိုင်းလူနာတစုံတစ်ယောက်ရောက်ရှိလာလျင်အစဉ်သင့်ဖြစ်စီရန်အတွက်စတင်ပြင်ဆင်ခြင်းပြုလေသည်မနောသည်၎င်း၏အခန်းကလေးတွင်၌တရွတ်တည်းသိမ်းဆဲထားသောကျေးဝဆိုင်ပုတ်ကလေးကိုထုတ်ယူလာသည်ကျေးဝဆိုင်ပုတ်ကလေးသည်ကြီးညိများတက်ခါမွေးညင်းညင်းဖြစ်နေသဖြင့်ထိုကြီးများကိုတိုက်ချွတ်ရန်အတွက်သူသည်ကြီးချွတ် ဆေးကိုလိုက်လံရှာဖွေရပြန်လေသည်ဟဲ့မနော်မင်းဘာတွေလိုက်ရှာနေသတော်ဟိုအိမ်တွင်ကြီးကြီးစုလက်ထက်ကစား၍ရှက်ပြုတ်ကျွေးမွေးနေခဲ့သောဒေါခင်က မေးလိုက်တော့မှဘရက်ရှ်များရှိမလားတော့ရှာတာပါတော်တော်ဟိုမနော်ကပြန်၍ဖြေချလိုက်သည်ကျေးချွတ်စေးလားမင်းဘာလို့မလို့လဲမိမသားတို့တဘာဝအတိုင်းဒေါခင်သည်၎င်းဆက်စုတီးချီလိုသောအကြောင်းကိုမေးမြန်းနေပြန်သည် မနော်သည်၎င်း၏လက်ဝယ်မှာကျေးဝဆိုင်ဘုတ်ကိုပြတတ်ရင်ဆရာဆိုင်ဘုတ်ကိုကျေးချွတ်ခြင်းတော့ပါတော်တော်ဟုပြောဆိုလိုက်လေသည်ဒေါခင်သည်အိမ်နောက်ခွေးမိဖို့ကြောင့်ဘက်သို့ခတိုင်းခရိုင်ပြောင်းဝင်သွားပြီးနောက်ခေတ္တမြကြားလျင်ကျေးချွတ်ဘူးဆေးဘူးကလေးကိုယူ၍ပြန်ထွက်လာသည်ထို့နောက်ကျေးချွတ်စဉ်နှင့်မနော်တိုက်ချွတ်နေသောဆိုင်ဘုတ်ကိုဘေးမှရက်ကြည့်နေရင်းကဒါထက်မင်းဆရာကဒေါက်တာလားအကွယ်မနော် ဟိုဆက်စု၏ပြောဆိုနေပြန်လေသည်မနော်သည်ဒေါခင်ကိုအလန့်တကြမော့ကြည့်လေသည်ထိုမိမကြီးသည်တကယ်ပင်မသိ၍မေးခြင်းဖြစ်သလားကျွန်တော်ဆရာဟာဆရာဝန်ကြီးတယောက်ဆိုတာကိုအတော်တကယ်မသိဘူးလားဟင်သူသည်ဒေါခင်အားနားမလည်နိုင်သောအမူအရာနှင့်ပြန်၍မေးမြန်းလိုက်သည်မင်းဦးလေးခန့်ကတော့မင်းတို့ဆရာတပည့်ရောက်ခစားရတော့ကဆရာဝန်နဲ့တူတယ်တို့တော့အပြောတာငါကစေကုသာမမြင်လို့ဟုတ်မ ဟုတ်ပါမလားလို့အောက်မေ့နေတာပါ မနော်ဒီကျေးဝဆိုင်ဘုတ်ကိုပြောင်းလဲဆင်ကျေနေအောင်တိုက်ရွတ်တန်ရှင်းပြီးနောက်အိမ်ရှိဘက်သို့ထွက်လာခဲ့သည်ထိုကျေးဝဆိုင်ဘုတ်ကလေးကိုအချိန်ကြာမြင့်စွာချောင်းထိုး၍ထားခဲ့ရာမှပြန်လဲချိတ်ဆွဲခြင်းပြုရသည့်အတွေ့မနော်ဒီပျော်ရွှင်လျက်ရှိပေသည်အိမ်ဝင်းတကားဝတွင်၎င်းဆရာ၏ကျေးဝဆိုင်ဘုတ်ကလေးကိုချိတ်ဆွဲလျက်ရှိစဉ်မနော်ဒီတရှင်းကလေးတစ်ပုဒ်ကိုပင် ခတ်တိုးတိုးညီးနေသည်ရင်တို့ဆရာဝန်ကြီးဦးလွမ်းဝေဤတပည့်ကလေးမနော်သည်တဖိတ်ဖိတ်တောင့်နေသောကျေးဝဆိုင်ဘုတ်ကို ိမ်ဝင်းတကားဝတွင်တချင်းတေးအေးနှင့်စိတ်ရှင်လက်ရှိတက်စင်ရှိတ်ဆွဲနေခိုင်ရန်ကုန်မြို့ထဲမှ ပြလာဟန်ရှိသောဇိန်ခံကားကြီးတစ်စီးသည်စပယ်မြိုင်ခြံကြီးချေမှခပြေးပြေးခတ်မှန်မှန်မောင်း၍သွားလေသည်မော်တော်ကားသည်နိုင်ငံသားဝင်မြောင်များစွာပေး၍တင်သွင်းဝယ်ယူရဟန်ရှိသောဇဖာမျိုးစားဖြစ်လေသည်ကားကိုဝယ်ယူခြင်းပြုတည်မှာလဲများစွာ ကြာသေးဟန်မတူ အတိတ်ဆက်ဆက်ဖြစ်လေသည် မော်တော်ကားမောင်းနှင်သူနှင့်စီးနှင်းလိုက်ပါလာသူမှာတအူးသေးတာဖြစ်လေသည် ထို့သောစီးနှင်းပြီကိုတိုင်မောင်းနှင်သူမှာအသက်အစိတ်ခန့်တတခန့်ရှောမောလာပါတော့အမျိုးသမီးတအူးလည်းဖြစ်ပေသည်ဇာဘာကားတိကြီးကိုခက်ပြေးပြေးခက်မှန်မှန်ကိုတိုင်မောင်းလာတော့အမျိုးသမီးသည်၎င်း၏လမ်းအတိုင်းရှေ့သို့ကြည့်ကဖြန့်ဖြောင့်တန်းတန်းမောင်းရမတွားလိုက်သေးပဲစပယ်မြန်ရှန်ကြီး၏ဝင်းတကားဝတွင်ရှိတ်ဆဲလျက်ရှိတော့ကျင်းဝဆိုင်ပုတ်ကလေးကိုဂယုတဆိုင်နှင့် စစ်စစ်ဆက်ဆက်ကြည့်ရှု၍တွားလေသည်အခန်းခွနေငယ်ရွယ်ချောမောသောလူနာရှင်စပယ်မြိုင်တွင်ကြေးဝဆိုင်ဖို့ဆ ảy ၍တင်သောနေက တနေ့လုံးလိုလိုမနှော်သည်လူနာများကိုညှော်နေသည်သူသည် အလုံးလှုပ်ရှင်ကိုင်းကျင်းသောလူငယ်တအူးပြည်ပြီးအိမ်ထဲ၌ပင်အိမ်တွေရရလေးမနေနိုင်ချေအိမ်ရှိသူထွက်ခါရှန်ရှိမှဖြတ်၍ဖြတ်၍သွားသောလူများကိုလှမ်း၍ကြည့်ရှုနေတတ်လေသည်ကံဖဲ့သည်ရန်ကုန်မြို့၏ဆင်းချေပုံးရက်ွက်ဖြစ်၍ လူသူအသွားလာပါလေသည်သွားစရာလာစရာရှိ၍သွားကြလာကြသူများသည်လည်းများသောအားဖြင့်ကိုပိုင်မော်တော်ကားကလေးများနှင့် ခရီးသွားလာနိုင်ကြသူများသာများလေသည်ယင်းတို့မိမိတို့၏ကိုပိုင်ကားကလေးများနှင့်သွားကြလာကြသူများသည်စပယ်များအိမ်ဝင်တကားဝတွင်စတင်ချိတ်ဆွဲကြသဖြစ်သောကျင်းဝဆိုင်ပုတ်ကလေးကိုရုတ်တရက်မကြည့်နိုင်မမြင်နိုင်ကြစေဆိုင်ပုတ်ကိုချိတ်ဆွဲပြီးနောက်မနော်သည်တနေ့လုံးလိုလိုအိမ်ရှိသို့ထွက်၍ လူနာများကိုစောင့်မျှော်ခြင်းပြုလေသည်တို့ရတွင်နေဝင်၍မိများတာလျင်ထွန်းညိခဲ့လေပြီမနော်မျော်လင့်သောလူနာတယောက်တလေများပေါ်မလာချေလူနာတယောက်မှပေါ်မလာသဖြင့်တော်တော်ကလေးမှောင်သောအခါမနော်သည်အိမ်တွင်းသို့စိတ်ပြက်လက်ပြက်နှင့်ပြန်၍ဝင်လာလေသည်အိမ်ရောက်ထက်ဧကန်းတွင်ဆရာဝန်ကြီးဦးလွမ်းဝေသည်၎င်းနှစ်သက်ဆွဲလန်းခြင်းရှိလာသောအခေါက်ခေါက်ခါကပြန်၍ဖက်ချွေခြင်းပြုရသောဥရောပတိုင်ဆရာဝန်ကြီးတို့ဦး၏ဖွင့်ဟဝန်ခံချက် စာအုပ်ကိုဖတ်ရှုနေလေသည် မနော်သည်စာဖတ်နေသော၎င်း၏ဆရာကိုအနှောက်အယှက်မပေးလိုလားချေတို့ရတွင်၎င်း၏ခန်းစားရချက်ကိုလည်းဝမ်းထဲတွင်မျိုးသိပ်၍မထားနိုင်သောကြောင့်ဧကန်းထဲသို့ဝင်လာသည်ဒေါက်တာလွမ်းဝေသည်ဖတ်နေသောစာအုပ်ကို လက်ဝယ်မှမချဘဲမနော်ကိုလှမ်း၍ကြည်လိုက်သည်လူနာတော့တယောက်မှမလာဝှစ်เสียမနော်သည်၎င်းဆိုင်ဖို့တင်ရပြီးနောက်ပေါ်၍မလာသော လူနာများကိုမကြည်မနက်ဖြစ်ခါ အပြစ်တင်ခြင်းလိုသောလေတံဖြင့်၎င်း၏ဆရာလောက်သူအားလှမ်း၍ပြောဆိုလိုက်သည်ဒေါက်တာလွမ်းဝေသည်တပည့်လောက်သူ၏ပြောဆိုလိုက်ပုံကိုများစွာသဘောကျသွားသကဲ့သို့လက်ထဲမှစာအုပ်ကိုဘေးသို့ချထားလိုက်ပြီးနောက်ပြုံးလေသည်ထို့နောက်မနှော၏မအီမတာတကဲ့သို့ဖြစ်နေသောမျက်နှာကိုလှမ်း၍ကြည့်နေသည်သူသည်မနှော်ကိုထိုကဲ့သို့အတန်ကြာများကြည့်ရှုနေပြီးမှလူနာတွေတရားအောင်မလာတော့မင်းဝမ်းနေနေသလားကွမနှော်ဟိုမင်းမြန်လိုက်သည် မနော်သည်၎င်းဆရာ၏စကားကိုနားမလည်နိုင်တဲ့ကဲ့သို့ဦးကောင်းကိုမုံနေရမှမော်၍ကြည်လေသည်တို့ရတွင်ဘာမျှတော့မပြောချင်လူတွေဟာကြမ်းမနေရင်ဆရာဝန်စီကိုလာဖို့မလိုဘူးမဟုတ်လားကွမနော်ဦးလောင်းဝဲသည်မနော်ကိုလှမ်း၍မေးလိုက်သည်မနော်သည်၎င်း၏ဆရာလို့သူကို ခလေးတငယ်တယောက်၏အမူအရာဖြင့်ကြည်နေသည်ဘယ်တော့မှဘာမျှတော့ပြန်မပြောချင်တို့အလောက်ဟာလူတွေကြမ်းမဖို့အတွက်ဖြစ်လေတော့ လူတွေကြားမှာကြလေတို့အလို့တက်တာတွေပဲမဟုတ်လားကွာဒီလိုသာလူတွေကြားမှာနေကြတော့ကျွန်တော်တို့စီကိုတယောက်မှမလာကြရင်ကျွန်တော်တို့ဘာလုပ်ကြရအောင်မလဲဆရာရဲ့ဟိုမနှောက၎င်းတိရှိလို့တော့အကြောင်းအရာကိုမေးလေသည်တကဘာလုံးဟာရှိနေကြတယ်ဆရာဝန်တွေအားလုံးဟာလူတွေရဲ့ကြားမှာရေးကောင်းမွန်ပြည့်စုံနေကြလို့သူတို့ကိုယ်ကိုဆရာဝန်လောက်ကဖြုတ်ပြလိုက်ကြရင်ပုံမကောင်းဘူးလားကွာ မနော်သည်၎င်းဆရာပြောလိုက်သောစကားဤအထိပ္ပယ်ကိုကောင်းစွာနားမလည်နိုင်ရှိထိုအချက်ကိုဦးလောင်းဝေသည်ပြောဆိုပြီးကမှပြန်၍စဉ်းစားမိပုံရသည်ထို့ကြောင့်သူသည်ထိုင်နေရာမှထားခဲ့ပြီးလျှင် မနော်နှင့်ဘေးချင်းချိန်၍ရက်လိုက်သည်သူသည်မနော်၏ဦးကောင်းကိုပုတ်တတ်ပြီးရင်ငါတော့ထမင်းစာလာပြီမနော်အဲ့ဒီအကြောင်းဦးခန်းတို့လင်မယားကိုကျေးဇူးပြုပြီးတော့မင်းအကြောင်းကြားပေးပါလားကွာဟိုရှော့မော့ပြောဆိုခြင်းပြုရသည် သူညာကဒေါက်တာလွမ်းဝေသည်၎င်း၏သဘောတခုတည်းနှင့်၎င်းဘာသာပြုလုပ်လိုက်ပြီဖြစ်သောအမှု၏အကြောင်းကိုတော်တော်ကလေးညင်းတဲ့သည့်တိုင်အောင်၎င်း၏အခမ်းအနဲတွင်စဉ်းစားလျက်ရှိလေသည်သူပြုလိုက်သောအမှုသည်တင်းငယ်လွယ်ကူလာသောအမှုတစ်ခုတော့ကမဟုတ်ရှိတကယ်ဆိုတော့သူသည်သူ၏သဘောထားတခုတည်းနှင့်ပုံကန်ခြင်းပြုလိုက်သောအမှုပင်ဖြစ်လေသည်ရင်းတို့မိမိအပေါ်၌ပြိပင်တားမြစ်ခဲ့သောအမှုကို ပုံကန်လိုက်ခြင်းအပြင်မိခဲတို့သောအကျိုးတရားမှုများသည်ဆက်ရောက်လာမည်နီထိုအကြောင်းများကိုလည်းဆရာဝန်ကြီးဦးလွန်ဝေသည်စဉ်းစားခြင်းပြုလျက်ရှိလေသည်ထိုကဲ့သို့စဉ်းစားစရာရှိသည့်တို့ကိုစဉ်းစားရင်လူနာတယောက်တလေမှမလာတော့ကြောင်းစိတ်ပြတ်နေဟန်ရှိသော၎င်း၏တပည့်မနော်ဤအကြောင်းကိုလည်းဆက်၍စဉ်းစားမိပြန်သည်မနောတိငယ်ရွယ်သောသူတရားဖြစ်၍လौစရာကိုင်းတရားရှိသောအလောက်ကိုလောက်ကန်ဟန်ရှိလေသည်။ယင်းသို့ အလုံးလောက်ကင်လိုလာတော့မနော်သည်လှုပ်စရာကင်တရားမရှိသောအခါငံရွယ်သူတို့၏ဓမ္မတာအတိုင်းမရှိသောအလုပ်ကိုအပြစ်တင်လိုခြင်းဖြစ်လေသည်တွေ့ရတွင်မနော်သည်စေသိပံအတတ်ပညာနှင့်၎င်းတို့၏အဆုံးစွန်ဖြစ်သောရည်ရွယ်ချက်ကိုတည်နာမလဲချသည်ရှိသူသည်မနော်ကိုထိုအကြောင်းနှင့် ပတ်သက်၍တကားမှပြောဆိုခြင်းလင်းခြင်းလည်းမပြုခဲ့ဘူးရှိထို့အတွက်မနော်ကိုရှင်းလင်းပြောကြားဖို့သူတွင်တာဝန်ရှိနေသေးကြောင်းကိုလည်းဒေါက်တာလွမ်းဝေသည်စဉ်းစားမိလေသည် ယင်းတို့စဉ်းစားရရှိသည်တို့ကိုစဉ်းစားရင်၁၂နာရီထိုးသွားလေသည်တို့ရတွင်ဒေါက်တာလွမ်းဝေသည် အိတ်ရှင်စိတ်ကားမရှိသေးချေတို့ကြောင့်သူသည်အဲ့ရထက်သို့တက်ခါလှည်ရင်သူနှင့်သက်ဆိုင်သောစေသိပံတက်ပညာဆိုင်ရာကျမ်းတကျမ်းကိုဖတ်ရှုခြင်းပြုလေသည်ယင်းတို့စေသိပံတက်ပညာဆိုင်ရာကျမ်းစာအုပ်ကိုဖတ်ရှုနေရမှအချိန်တို့သည်မြည်၍မြည်မြကုံလွန်ကညင့်သည်အဘယ်များနဲ့နေပြီဆိုသည်ကိုလည်းဥလွမ်းဝေသည်တတိမထားမိလိုက်ချေ အင်ချီတွင်ကာဒစီရက်တန်နှင့်လူတန်သူတန်များလိုလိုကြားလိုက်ရသောကြောင့်ဖတ်နေသောကျန်းစာအုပ်ကိုဘေးသို့ချလိုက်ပြီးလျင်တတိထား၍နားကို ဆွင့်နေမိသည်အင်ရောက်ထမှာဥခန့်၏တကားဖွင့်တန်ကို ကြားရလေသည်ထို့နောက်အင်ရောက်ထက်တွင်စကားပြောတန်ဆိုတန်များကိုလည်းမတဲမကွဲကြားရလေသည်ဥလန်းဝေသည်ဂရင်ကောင်းရင်ပေးချီဇပွဲထမှာဇပွဲတင်နာယီကိုလှမ်းပြီးကြည်လိုက်သည်တနာယီခွဲပြီး၍7မိနစ်မြပင်ကြော်လွန်လျက်ရှိလေပြီး ရင်ကဲ့သို့အချိန်မို့အခါမို့ဘသူဘဝသည်ဘာကိစ္စနှင့်စပယ်မြိုင်အိမ်တို့လာပါသည်နီစေဝါကုသခြင်းမှုကိုမပြုဘဲနေခဲ့သည်မှာလာပေါင်းအတော်တန်ကြာမြင့်ခဲ့ပြီဖြစ်သောဆရာဝန်ကြီးဦးလွမ်းဝေသည်ထိုအကြောင်းကိုစဉ်းစားလျက်ရှိလေသည်ယခင်အခါများကအယရှင်းမျက်နာတို့မှလူနာများသည်အချိန်မရွေတွေ့ဆုံနိုင်သောဆရာဝန်ဦးလွမ်းဝေထံသို့အချိန်မဟုတ်လဲလာရောက်တတ်ကြပေသည် တို့ရတွင်ဥလန်းဝယ်သည်ထိုအကြောင်းကိုယခုအခါတွင်မေလောလျက်ရှိလေသည်အဘဲကြောင့်ဆိုသောသူသည်သူ၏ကိုယ်ကိုဆရာဝန်ကြီးတူဖြစ်သည်ဆိုသောအကြောင်းကိုပါမေလောလျက်ရှိနေသောကြောင့်ပင်ဖြစ်လေသည်ယင်းတို့ဇပွဲတွင်နာယီကိုလှမ်း၍ကြည့်ကာငာ၍စဉ်းစားနေခိုက်ပိတ်ထားသော၎င်း၏အခန်းတကားမှကြီး၏အပြင်မှမနှော်၏အတန်ကိုရုတ်တရက်ကြားရလေသည်ဆရာဆရာအိတ်နေပြီလားမနော်သည်တကားကိုမတိုးမကျဲခောက်ရင်းလှမ်း၍မေးနေသည် မနော်လားဟေ့ဘာဖြစ်လို့လဲအရာထက်တွင်လဲနေရမှာဦးလန်းဝေက ပြန်၍မေးမြလိုက်သည်လူနာဆရာလူနာမနော်ဒီအာရဝန်းတာပြောလိုက်ဟန်ရှိပေသည်ဘာကွာမနော်မင်းပြောတာငါကောင်းကောင်းမကြရလို့ဦးလန်းဝေဒီလဲနေရမှာထား၍ထိုင်ရင်ပြန်၍ပြန်၍မေးလိုက်ပြန်သည်လူနာလာခေါ်တယ်ဆရာအရေးကြီးလို့တဲ့မနော်ဒီပိတ်ထားသောတကားကိုခဏနာကလေးခောက်ရင်ပြောလေသည် ေါက်တာလွမ်းဝေသည်အဲ့ရထမှခတ်ခတ်တတ်ကလေးဆင်းလာခဲ့ပြီးနောက်ပိတ်ထားသောတကားကိုဖွင့်ရင်းလူနာလာခေါ်တယ်ဟုတ်လားကွာမနော်ဟိုမေးလိုက်ပြန်လေအယောက်ထက်မှရောက်နေတယ်ဆရာမိမတရားခန့်ငယ်ငယ်ခတ်ချောချောပဲလူနာရရှိတော့ကြအောင်များစွာအားတက်နေပုံရတော့မနော်သည်လူနာအကြောင်းကိုသာမဟုတ်သေးပဲမိမတရားနဲ့ခတ်ချောချောခန့်ငယ်ငယ်ဆိုသည့်နာမဝိသေသနာများကိုပါပြောကြလျက်ရှိလေသည်ဘဲကားတယ်လေကွာ ဦးလန်းဝဲသည်၎င်းတရှိလိုသောကိစ္စကိုသာမေးနေတော့ဖြစ်သည်ကျွန်တော်တော့မသိဘူးစရာဦးလေးခန့်ကဆရာကိုနှိုးပေးပါဆိုလို့လာနှိုးရတာပဲဦးလန်းဝဲသည်စွကြယ်နှင့်လုံကြီးကွင်းများကိုသာညာဧခန်ဤတွင်ဝတ်ဆင်ထားသော၎င်း၏ကိုယ်ကိုငုံကြည့်လိုက်ပြီးနောက်ဂရင်ချင်းရင်ဘတ်တွင်ရှိထားသောညာဝဲအင်းကြီးကိုယူ၍ဝတ်ဆင်ပြီးနောက်မတော်နှင့်အတူအင်ရောက်ထက်သို့ဆင်းလာခဲ့လေသည်ဧကန်းလယ်၌လူနာအတွက်ဆရာဝန်ကိုညာကြီးအချိန်မတော်နှင့် အရေးတကြီးပင့်လာဟန်ရှိသောအသက်အစိမ့်ခံမိမပြိုနေတကွာ၎င်းနှင့်အတူအဖော်ပြင်းလိုက်လာဟန်ရှိသောအသက်90ခန်းမိမကြီးတို့တို့သည်စောင့်နေကြပေသည်ဥခန်းနှင့်ဒေါ်လာတို့လင်မယားနှစ်ယောက်ကမူလာခေါ်သူများကိုဧကခံ၍စကားပြောဆိုလျက်ရှိကြလေသည်ဥလွမ်းဝေသည်၎င်းအားလာရောက်ပင့်ခေါ်နေကြသောလူနာရှင်များကိုမသိချေ တို့ရတွင်လူနာရှင်တဦးအနေငယ်ရွယ်ချောမောသောမျိုးသမီးသည်ဦးလွမ်းဝေကို ရခင်ကပင်တွေ့ဝူးမြင်မှုတကယ်သို့လှမ်း၍ပြုံးလေသည်မိမိအားပြုံးသောသူကိုပြန်၍ပြုံးရရို့ဖြစ်သောလူတို့၏ယဉ်ကျေးမှုအစဉ်သာရှိသည့်အတိုင်းဒေါက်တာလွမ်းဝေသည် ပြန်လှည့်၍ပြုံးပြလာရသည် သူသည်ပြုံးရင်းလူနာရှင်များနှင့်မျက်ဆောင်တို့ခတ်ကြကြကလဲထိုင်လို့တလုံးတွင်ဝင်၍ထိုင်လိုက်လေသည် ဆက်ချင်းမင်းကြီးဥပရုတ်တရက်မူးလဲလို့ဆရာကိုလာပင့်တာတဲ့ဥခန်းကပင်လူနာရှင်များလာရောက်ပင့်ခေါ်သောကိစ္စကို စတင်၍ပြောဆိုလေသည်ဒေါက်တာလွမ်းဝေသည်လူနာရှင်များကပြောဆိုမည့်စကားကိုနားဆွင့်လိုက်ရင်၎င်းတို့နေရာစလုံးကိုလှမ်း၍ကြည့်လိုက်လေသည်ဖေဖေညတနားရီလောက်ကအိမ်သာအထမှမူးလဲသွားလို့လိုက်ကြည့်ပေးပါအောင်ရှင်ဆက်ချင်းမင်းကြီးဥပ၏တမိလို့သူကဒေါက်တာလွမ်းဝေအားပင့်ခေါ်ခြင်းပြုလေသည် အရင်ကတော့အခုလို movie လဲတက်ဘူးတလားဟင်ဆရာဝန်တီထာယာမထရင်၎င်းသိလို့တော့အချက်ကိုရှေ့ဥစွာမေးမြန်းလိုက်လေသည်အကိုကြီးဟာအရင်ကတော့မူးလဲမမူးလဲလဲမလဲဘူးပါဘူးဆရာ လူနာဤနှမလို့တွင်နေတူသော အမေကြီးကဥလွမ်းဝေတိရှိလို့တော့အချက်ကိုဖြေချပြောဆိုလေသည်မနော်ဤငါဆေးအိတ်နဲ့နှချက်ကိုတွားပြီးတော့ယူခဲ့စမ်းဟဲ့ ဦးလွန်ဝေသည်မနောကိုထိုကဲ့သို့ဆေးခိုင်းလိုက်ပြီးနောက်အိမ်ရပေါ်တက်သို့ပြန်တက်လာခဲ့သည်သူသည်ညအိမ်ရင်ဝဲသောအဝဲအစားများကိုကတိုက်ခဲ့ရရင်လဲလှယ်ခဲ့ပြီးနောက်အိမ်ရောက်ထက်သို့ပြန်ဆင်းလာသည်အိမ်ရောက်ထက်သို့ရောက်သောအခါမနောသည်ဆေးအိမ်နှင့်အသင့်ဆောင်နေလေပြီဖြစ်၍သူသည်လူနာချင်းများနှင့်အိမ်အတွင်းမှတပါးတည်းထွက်၍လိုက်လာခဲ့လေသည်ငယ်ရွယ်သောလူနာချင်းမျိုးသမီးက၎င်း၏ဇဖာကားကလေးကိုကိုယ်တိုင်မောင်းနေလေသည် ထိုအမျိုးသမီး၏ဒေါ်လေးလောက်သူကမော်တော်ကား၏ရှေ့ကမ်းတွင် အတင်းတက်၍အတင်းခိုင်ထိုင်ထိုင်ခိုင်းသည့်ဖြင့်ဒေါက်တာလွမ်းဝေသည် မော်တော်ကားကိုကိုယ်တိုင်မောင်းသော ထို အမျိုးသမီးနှင့်အတူရှင်တွဲ၍ထိုင်ရလေသည်မော်တော်ကား၏နောက်ခိုင်း၌မူကားမောင်းသူအမျိုးသမီး၏အတော်လောက်သူနှင့်ဆရာဝန်ကြီးဦးလွမ်းဝေ၏တပည့်ကလေးတို့သည်အတူထိုင်ရလေသည်အကိုကြီးကမိမိကိုကောင်းကောင်းမမှတ်မိတော့ဘူးထင်တယ် ၎င်း၏ကိုယ်ကိုမိမိဟုခေါ်ပေါ်သောအမျိုးသမီးတီကစက်ကိုကျင်လည်သောနှိုးထားရင်းဆရာဝန်ကြီးဦးလွန်ဝေအားလှမ်း၍မေးလေသည်သူရတွင်သူမသည်စက်နှိုးနေသောကားကိုဂီယာသွင်းနေရသဖြင့်ဦးလွန်ဝေကိုတော့မကြည့်အားချေဒေါက်တာလွန်ဝေသည်မိမိဆိုသောကလေးကိုတည်လဲမသည်မှတ်လဲမမှတ်မိရှိလူနာများကလွဲလျင်သူသည်အဘဲသူတဦးတယောက်ကိုမှစစ်စစ်ဆက်ဆက်နှင့်တည်တည်ချာချာကြည့်ရှုတတ်သူတဦးမဟုတ်သောကြောင့်လည်းဖြစ်တန်ရလေသည် ပြန်ပြောတဲ့ရာဇကားကိုမစင်စားမရှာဖွေတတ်သောကြောင့်ဦးလန်းဝေသည်ညင်၍နေလိုက်သည်ကြီးကြီးသူမမတော်ကမိမိကိုယ်တိုင်လာမေးဘူးပါတယ်အဲ့ဒီတုန်းကအကိုကြီးကိုတွေ့ဘူးတာပေါ့မော်တော်ကားကိုခမမှန်ကလေးလှိမ့်ထွက်ရင်မိမိကပြောဆိုလေသည်ဩကြီးကြီးသူမမတော်ကလာဘူးတလားအဲ့ဒီတုန်းကအပွားကြီးအတွက်စိတ်ပူနေတာနဲ့မို့ဟိုကဒီကလာမေးကြတဲ့မိတ်ဆွေတွေကတော့ကုံစင်အောင်စကားမပြောလိုက်ရပါဘူးလေ ။လှပရှောမောခြင်းရှိသောငယ်ရွယ်သူအမျိုးသမီးကလေးနှင့်စကားပြောဆိုနေကြပြီဖြစ်သောပြောဆိုနေကြမရှိစေကမူဒေါက်တာလွမ်းဝေသည်မိမိနှင့်စကားပြောဆို၍ရရှိလာလေသည်။ထို့ကဲ့သို့ပြောဆိုနိုင်သည့်အတွက်လူပြိုကြီးဦးလွမ်းဝေသည်၎င်း၏ကိုယ်ကိုယ်ပင်အံ့ဩခြင်းသို့လိုဖြစ်နေသည်။ကြည်ကြည်စုအာသူဘတော်ကလည်းမိမိရောဖေဖေရောလိုက်ပို့ကြသေးတယ်ကိုကြီး။အော်။ကြည်ကြည်စုနဲ့မိမိတို့ကအခုမှတီးကြခင်ကြတာမဟုတ်ပါဘူး။ အရင်ကြီးကြီးစုယောက်ျားအန်ကယ်ကြီးမဆုံးခင်မကွေးမှာအလောက်တူတူလောက်ခဲ့တုန်းကလည်းတဦးကိုတဦးတိပြီးခင်ခဲ့ကြတာပါပဲ။အော်အဲ့ဒီတုန်းကလည်းကြီးကြီးစုက အကိုကြီးအကြောင်းကို မကြမကြပဲပြောတန်ကြရတယ်။အော်ဆရာဝန်ကြီးဦးလောင်းဝေတဲ့လူနာအကြောင်းကိုနားထောင်ခြင်းမပြုဘဲတေဆုံသွားလေတော့၎င်း၏ကြီးတော်နှင့်မိမိတို့ဆက်ဆံရေးအကြောင်းများကိုသာကြားနာရသူတတ်တတ်ဖြစ်နေလေသည်။ ကြီးကြီးစုကသူ့မှာဒုတိယရှိတဲ့အကြောင်းဒုတိယကဘာစီကြီးမဖြစ်ခင်က MVPS အောင်တဲ့အကြောင်းအစိုးရပညာတော်တင်ရတာကိုတော့လက်မခံပဲရရကရွာရကလှဲ့ပြီးစိတ်လိုက်ကိုနေတဲ့အကြောင်းတွေကိုပြောပြလို့မိမိကအဲ့ဒီတုန်းကလေးကအကိုကြီးကိုလေးစားနေခဲ့တာပါဆရာဝန်ကြီးဦးလွန်ဝင်သည်အနေရထိုင်ရခတ်တယ်လို့ပင်ဖြစ်လေသည်တို့ရတွင်ထိုအဖြစ်ကိုသူသည်ကြကြတော့မခံလိုက်ရချေအဘယ်ကြောင့်ဆိုတော့ ထိုအမျိုးသမီးမောင်းလာသောဇဖာကားတဲ့ကလေးသည်အစင်းသည့်ဝင်းဝင်းနဂါဖွင့်ထားသောခြံကြီးတစ်ခုအတွင်သို့ဆက်ချိန်တက်ခါဝင်သွားသောကြောင့်ဖြစ်ဖြစ်လေသည်မိမိကဥဆောင်၍တိုက်ပေါ်တတ်သို့ခေါ်သွားလေသည်လူနာ၏အခန်းတွင်၌အိမ်တွင်စေခိုင်းထားသောလူကြီးတစ်ယောက်သည်စောင့်ကြည့်ကြည့်ရှုနေသည်ကိုတွေ့ရလေသည်လူနာအခန်းတွင်သို့ရောက်လျင်ဆရာဝန်ကြီးဦးလွန်ဝေသည်၎င်း၏လုပ်ငန်းကိုတခါတည်းဆက်လေသည် ဆရာကြီးအကြောင်းကိုတည်ပြီးဖြစ်တော့တပည့်မတော်ကလည်းစေးလွတ်အိတ်ကိုဖွင့်ကာပြင်စရာရှိသည့်တို့ကိုပြင်ဆင်ခြင်းပြုလျော်သည်မိမိတို့တူရင်းနှစ်ယောက်တို့သည်မိမိတို့တူရင်းနှစ်ယောက်တို့သည် လူမမာဤကတင်ရှိရင်ဘက်တွင်ရက်ခါဆရာဝန်ကြီးဦးလွမ်းဝေလောက်ကိုင်းနေပုံတို့ကိုငြိမ်သက်စွာကြည့်ရှုနေကြလေသည်ဒေါက်တာလွမ်းဝေသည်အတွေ့အကြုံများကြွယ်ဝလာသောစေတမတအုပ်ဖြစ်သည့်လျောက်သူသည်တတိလင်းနေသောလူမမာကိုခိတားများဆန်းသက်ကြည့်ရှုပြီးနောက်၎င်းလောက်ကံရမည်အလုပ်ကိုတခါတည်းသိလိုက်လေသည် မနော်ကလည်းဆရာကောင်းတပည့်တပီပီအင်ရှင်များပြင်ဆင်ထားသောရင်းနှင်းများနှင့်အံ့များဆေးထိုးပိုင်များကိုတန်ရှင်းထားပြီးဖြစ်လေသည်အချိန်အနည်းငယ်အတွင်းဆရာဝန်ကြီးသည်တတိလိနေသောဆက်ရှင်တရားသူကြီးကိုတလုံးပြီးတလုံးဆေးနှလုံးများထိုးပေးလိုက်လေသည်စေတိုပေသည့်နောက်မှာဥလွမ်းဝေသည်၎င်း၏နဘူးပြင်းများရွှေမားကိုလက်ကင်ဘွားဖြင့်တုပ်ရင်လူနာရှင်များဘက်သို့မျက်နာမူလိုက်လေသည်ဆရာဝန်ကပြောဆိုမိစကားကိုလည်းလူနာရှင်များသည်နားတဆွင်ဆွင်နှင့်ရှိနေကြလေသည် ဆိုရင်ရမယ့်အချိန်တွေကိုတော့တားထားလိုက်နိုင်ပါပြီ။ဒါပေမဲ့နောက်ထပ်တနားရီလောက်တော့စောင့်ကြည့်ပေးဖို့လိုနေမယ်။ထုံမြသာပြောဆိုပြောကြပြီးနောက်ခေါင်းရင်ဘက်မှပိတ်ထားသောတံခါးပေါက်ကိုသူသည်တွား၍ဖွင့်လိုက်သည်။ထို့နောက်သူသည်ပြတင်းပေါင်းဝတွင်ရက်ခါအမောင်တို့ဖုံးလွှမ်းနေသောလောကရတ်တို့ခင်ကိုအတန်ကြာမျှငြိမ်သက်စွာကြည့်ရှုနေသည်။အိမ်တွင်ထမင်းရှက်ရန်အတွက်ငါရန်ထားဟန်တို့သည်မိမကြီးတယောက်သည်ဆရာဝန်ကြီးဦးလွမ်းဝင်နှင့် ၎င်း၏တပည့်မနော်တို့အတွေ့အငွေတစ်ထောင်ထောင်ထနေသော ကော်ဖီပကံကိုရုံးလင်ပန်းနှင့်ထဲ့ကာအခန်းတွင်သို့ယူဆောင်လာသည်မိမိသည်ကော်ဖီတပကံကိုရုံးပကံထဲမှလှမ်းယူပြီးဦးလွမ်းဝယ်ရှိရသို့လျှောက်သွားပြီးလျင်ကော်ဖီပူပူလေးတောက်ပါအောင်လားအကိုကြီးဟုပြောဆိုရင်းပေးလေသည်ဦးလွမ်းဝယ်သည်မိမိပေးနေသောကော်ဖီကိုလှမ်းယူပြီးတောက်တော်လေသူသည်စကားတခု မှမပြောချေကော်ဖီကိုတောက်ပြီးနောက်ပကံကိုသာပြန်၍ပေးလိုက်လေသည် အခန်းတွင်၌ကျမ်းမာနေသောလူကောင်းများ၏အသက်ရှူသမ်းမှတပါအရှားဘာသံကိုမှမကြားရချေတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပေသည်လူနာသည်လည်းပြန်လည်၍အသက်ဝင်လာခြင်းမရှိသေးတကဲ့သို့ငြိမ်သက်မြဲငြိမ်သက်နေပေသည်ယင်းသို့တိတ်ဆိတ်လာသောညသကောင်းရန်အကျော်ချိန်တွင် တနာယီနီးပါးများငြိမ်သက်စွာနေကြပြီးနောက်ဒေါက်တာလွမ်းဝေသည်၎င်း၏လူနာကိုရှင်းကပ်ကြည့်ရှုနေပြန်လေသည် လူနာသည်တတိပြန်၍လဲမလာသေးချေ တက်တုံးကြီးတက်တုံးနေမချာငိန်သက်စွာတတိလင့်နေတုံးပင်ဖြစ်လေသည်ဥလန်းဝဲသည်လူနာဤလက်ဖဝါရှိဘဝါများကိုဥစွာဆန့်တက်ကြည့်ရှုလေသည် ထို့နောက်လက်သွေးကိုဆန့်ကြည့်ပြန်လေသည်ထို့များနှင့်စိတ်ကျဉ်တတ်မှုရာသိဟံမတူသောဆရာဝန်ကြီးသည်၎င်း၏နှစ်ချက်ကိုဆင်မြန်းကလုံနာ၏ခန္ဓာကိုယ်အတွင်းမှပစ္စည်းများကိုတစ်ခုပြီးတစ်ခုစမ်းသပ်ကြည့်ရှုပြန်လေသည်။သူသည်လုံနာကို နာယီတမတ်ခမ်းများစမ်းသက်ကြီးစုပြီးနောက်ပုံမိုရဲ့ဆိတ်ချနိုင်ခြင်းရှိစေရန်အတွက်နောက်ထပ်ဆေးသလုံးကိုထပ်၍ထိုးထည့်လိုက်ပြန်သည်။သို့ရာတွင်တတိလင်းနေသောဆက်ရှင်မင်းကြီးသည်တွန့်ပင်မတွန့်ချေဆေးသလုံးထပ်၍ထိုးပေးလိုက်ပြီးနောက်ဒေါက်တာလွမ်းဝေသည်၎င်း၏နှဖိုးပြင်မှရွှေများကိုလက်ကင်ပေါ်အပြင်တုပ်လေသည်။ထို့နောက်သူသည်သူအားမျှော်လင့်ခြင်းကြီးစွာဖြင့်လှမ်း၍ကြည့်နေသောမိမိ၏မျက်နှာကိုတစ်ချက်အမြလှမ်းကြည့်လိုက်လေသည်။ တို့ရတွင်သူသည်လူနာရှင်အားဘာတကောမှစကားမပြောဘဲခက်ဆောသောကရက်နေသော ပြတင်းပေါက်စီသို့လျှောက်သွားပြန်ပြီးရက်နေလိုက်ပြန်သည်ထို့သောဆရာဝန်ကြီးဦးလွန်းဝေသည် ပြတင်းပေါက်ဝတွင်ရက်ခါအမောင်လွှမ်းနေသော လောကဓာတ်တစ်ခွင်သို့ငေးမြော်ကြည့်ရှုနေသည့်အခါလူနာသည်တက်ပြင်းကိုခက်ပြင်းပြင်းရှာကလုံးလုံးလှောက်ချားသာပြုလာသည်လူနာတတိပြောင်းဝင်လျင်ပင် လူနာရှင်နှုတ်လုံးလုံးသည်ပြုံးပြကြည်လင်၍တွားကြလေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ အပိုင်းချုပ်စီစဉ်တဆမှုကိုဒီမာတင်ခိတ္တခဏရန်နာဝင်ပြပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတူဦးတယောက်ရှင်းစီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကဘေးပြာပေါင်းမှကင်းဝေးကြပါစေခင်ဗျာ